်မင်္ဂလာပါရှင်ဘာမှခေတ်တဲ့တရင်ဌာနကနေဒီဇင်ဘာလ12ရက်နေ့စိတ်ဝင်စားပွဲထိတ်တန့်ရောက်တဲ့တရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မိုးကုတ်အရှေ့ပိုင်းမြို့ပြင်ဆက်အင်းပြန့်ရွာအနီးစစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေပြီးမြို့ပေါ်မှာလက်နက်ကြီးများဖြင့်ဆက်တိုက်ပစ်ကူပေးနေတဲ့ဆွဲတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မန္တလေးတိုင်းမိုးကုတ်ရှေပိုင်းမြို့ပြင် စက်အင်းပြန့်ရွာသည့်အကြံဖတ်စစ်တပ်နှင့်တော်လည်ရစ်တပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေပြီးမြို့ပေါ်မှာလက်နက်ကြီးများဖြင့်စက်တိုက်ပစ်ကူပေးတိုက်ခိုက်နေကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါသည်။ ယနေ့ဒီဇင်ဘာလ12ရက်နေ့နနက်ပိုင်းမှစတင်ပြီးမိုးကုတ်မြို့ပြင်ဇက်အင်းပြန့်ရွာအနီးအကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်းထို့သောတိုက်ပွဲဖြစ်ပွားရာနေရာကိုမိုးကုတ်မြို့အတွင်းရှိမစိုးရိမ်တိုက်သည့်ဖုံကြီးကျောင်းကုန်းတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်သားများနှင့်ဖြူဟာကုန်းမှစစ်သားများကလက်နက်ကြီးများဖြင့်ဇက်တိုက်ပစ်ကူပြီးတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါသည် မိုးကုတ်မြို့စက်အင်းပြတ်မှာဒီနေ့မနက်10နိုင်လောက်ကစပြီးယခုအချိန်အထိတိုက်ပွဲပြင်းထန်နေပါတယ်။လက်နက်ကြီးတန်းတွေလည်းချားနေရပါတယ်။လက်နက်ကြီးလက်နက်ငယ်အတန်တွေစက်တိုက်ချားနေရတယ်။မြို့ထဲမှာတော့မဟုတ်ဘူးမြို့ပြင်ဘက်မှာဖြစ်နေတာ။လက်နက်ကြီးဖြစ်ခုပေးနေတာအခုထိပြစ်နေတာ။လက်နက်ကြီးတွေကဖြူဟာကုန်းနဲ့မစိုးရိမ်တိုက်တဲ့ဖုံကြီးတောင်ကုန်းပေါ်ကနေ ပြစ်နေတာနက်နက်စေနိုင်လောက်ကလေးကနေစပြီးပြစ်နေတာဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ်။လက်ရှိချိန်တွင်အကြံဖတ်စစ်တပ်စစ်ကြောင်းတီမိုးကုတ်မြို့ပေါ်မှာစစ်ဆောင်သွားသောပြည်သူများကိုလည်းမြို့ထဲသို့ပြန်လည်ဝင်ရောက်ရန်ပြောဆိုနေပြီးလာရောက်နေထိုင်ခြင်းမရှိပါကနေအိမ်များကိုချိတ်ပိတ်မိဟုချင်းချောင်းနေကြောင်းသိရပါတယ်။ မိုးကုတ်မြို့မှာ DNL စုခွာသွားပြီးနောက်နိုဝင်ဘာလ30ရက်နေ့မှာစတင်ပြီးမိုးကုတ်မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရန်ဒေါ်လန်ရေးတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီးအကြံဖတ်စစ်တပ်၏စခန်းခုံးတစ်ခုကိုလည်းသိမ်းပိုက်ထားနိုင်ခဲ့ကြောင်းသိရပါတယ်။ဆလဘီကောလင်းနှင့်နဒလင်းမျိုးနယ်ရှိချေးရွာများကိုစစ်တပ်ကလေရင်ဖြင့်ဖုံးကျဲတိုက်ခိုက်မှုမိခင်ဖြစ်သူပွဲချင်းပြီးသေဆုံးပြီးအသက်3နှစ်အသက်6နှစ်အရွယ်ကလေးငယ်2ဦးထိခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ရန်ကုန်ဒီဇင်ဘာ12ရက်စကိုင်းတိုင်းကောလင်းမြို့နယ်တွင်ရှိဂျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်မှုမိခင်ဖြစ်သူပွဲချင်းပြီးတေဆုံးပြီးအသက်3လနှင့်အသက်6နှစ်အရွယ်ကလေးငယ်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာလ17ရက်နေ့ည9:30မိနစ်ခန့်မှစတင်ပြီး59မိနစ်ခန့်အထိကောလင်းမြို့နယ်တွင်ရှိကံပေါက်တာဂျေးရွာနှင့်တန်ဆူးရွာတို့ကိုတရားဥပဒေမှတက်လာသော YAK 100တာတီ Jet Fighter တစ်စီးနှင့်မေထီလာတန် MiG 29 Jet Fighter တစ်စီးတို့ကလေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားကြောင်းသိရပါတယ်။အကြံဖတ်စစ်တိုက်လေကြောင်းတိုက်ခိုက်မှုအတွင်ကံပေါက်တာကြီးရွာမှမိခင်ဖြစ်သူအသက်25နှစ်ခန့်အမျိုးသမီးတအူသေဆုံးပြီးအသက်6နှစ်အရွယ်မိန်းကလေးနှင့်အသက်3လအရွယ်ယောက်ျားလေးတို့ထိခိုက်ဒဏ်ရာရရှိကာနေအိတ်တလုံးနှင့်တန်ဆူးချေးရွာဖုံကြီးကျောင်းတို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းနှင့်၃ချိန်တိုက်ခိုက်သွားတာပါ။ ပေးဆုံးသွားတဲ့ပြည်သူတအူးကကလေးငယ်နှစ်ဦးရဲ့မိခင်ဖြစ်သူပါကလေးတွေကတော့ထိခိုက်ဒဏ်ရာရသွားတယ်အမိတွေတော့မသိရသေးဘူးဟုကောလေးမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်အလားတူဘကိုးတိုင်းနယ်ဒလင်းမျိုးနယ်တွေ့ရှိခြေရွာများကိုအကြံဖက်စစ်တပ်ကစစ်တပ်လေဒီ၃စီဖြင့်ဖုံးကျက်တိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ် ဒီဇင်ဘာလ17ရက်နေ့မိုးလွဲ့တနားခန့်တွင်အကြံဖတ်စစ်တပ်၏စက်တလီတီ3စီးသည့်နတ်တလင်းမြို့နယ်အရှိတ်ရှိတရက်ပင်ကန်ယိုဓမငယ်ရွာချောင်းကန်ကြီးစန်းကြီးတောင်လမ်းနှင့်ဘန်ဂွေကုန်းရွာတို့ကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အကြံဖတ်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လေဓမငယ်ရွာစတင်ကျောင်းနှင့်နေအိမ်တို့ပျက်စီးခဲ့ကြောင်းသိရပါသည်။ပြည်သူတွေထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူးစာတင်ကျောင်းနဲ့နေအိမ်တချို့ပဲပျက်စီးသွားတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ် ဆက်လက်ပြီးဖအံမျိုးတွင်ခုလုံနေသောစစ်ပေးရှောင်တထောင်ကျော်ကိုရွှေကောက်ပွဲတွင်ဆန္ဒမဲပေးမိသူနှင့်မဲဆင်းတွင်ပါဝင်သူများကိုသာထောက်ပံ့ကြေးပေးမည်ဟုအကြက်ကိုင်းတဲ့ဆွေတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖအံမြို့နယ်ရှိစစ်ပေးရှောင်စခန်းများတွင် လာပြီးရွေးကောက်ပွဲတွင်စာရမဲပေးမည်သူနှင့်မဲဆင်းပါသူများကိုသာ စစ်ပေးရှောင်ထောက်ပံ့ကြေးပေးတော့မည်ဟုစစ်တပ်ကအချက်ကိုင်လာကြောင်းရင်းစခန်းရှိစစ်ပေးရှောင်ပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့ဒီဇင်ဘာလ12ရက်နေ့၌ဖအံမြို့နယ်လာကမြင်ကျေးရွာတိုးချဲ့ကွက်သစ်ရှိလူဦးရေတထောင်ကျော်ရှိသောစစ်ပေးရှောင်စခန်းတွင်မေဆရင်ပါဝင်သူများကိုထောက်ပံ့ကြေးပင်ကြီးဖြစ်ပြီးကျန်သူများကိုထောက်ပံ့ခြင်းမပေးတော့ကြောင်းရက်ွက်အုပ်ချုပ်ရေးမှုတိမ်ခွင်းနေစရေးအောင်ကိုဝင်းတို့ကအကြက်ကင်ကြီးကြောင်းတီးရပါတယ်စစ်ပေးရှောင်းကတထောင်ကျော်ရှိတဲ့မင်းစရေးမှာပါတဲ့သူတွေကိုပဲထုတ်ပေးတယ် တခြားစစ်ပေးရှောင်တွေကိုလုံးဝမပြီးတော့ဘူးလို့ပြောတယ်။ဒီနေ့ထုတ်ပေးတာကတော့လှကမြင်းတိုးချက်ကွက်တဲ့ပုံစစ်ပေးရှောင်အများဆုံးနေထိုင်တဲ့နေရာအရင်တုန်းကတော့စစ်ပေးရှောင်ဆိုရင်ဧည့်သည်ရင်မှတ်ပုံတင်ယူလာရင် ထောက်ပံ့ကြေးထုတ်လို့ရတယ်။အခုကအဲ့ဒီလိုမဟုတ်တော့ဘူး။ဒီတစ်ခေါက်ကမဲစည်းရဲမှာပါတဲ့လူပဲထုတ်ပေးမယ်။အဲ့လိုပဲမဲစရဲမှာပါမထုတ်ပေးမယ်ဆိုတော့မဲစရဲမှာပါနေတာဒေသခံပြည်သူတွေပုံစစ်ပေးရှောင်မဟုတ်ဘူး သူတို့ကမဲစရဲမှာပါတယ်ပါတော့ဒေသခံတွေကထောက်ပံ့ကြေးထုတ်ကြတယ်ထုတ်ကြတော့အမှန်တကယ်စစ်ပေးရှောင်းတဲ့ပြည်သူတွေကတော့ထောက်ပံ့ကြေးမရတော့ဘူးမရတော့နှစ်နာတော့နှစ်နာတာပုံစန္နာမေးပေးမဲ့သူတွေမှသာလျင်စစ်ပေးရှောင်းရဲ့ရပိုင်ပွဲကိုရမယ်ဆိုပြီးအောက်ခြေကစရဲအောင်ကိုဝင်းဆိုတဲ့သူကပြောတယ်ဟုစစ်ပေးရှောင်းပြည်သူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ် အဆိုပါစစ်ပေးရှောင်များကိုစစ်တပ်အစီအစဉ်ဖြင့်လူတအူးလျေ2000ကျပ်နှုန်းကို3လတစ်ကြိမ်ထောက်ပံ့ပေးထားခြင်းဖြစ်ပြီးနေထိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှုများကထုတ်ပေးသည့်အစည်းအဝေးစာအုပ်နှင့်မှတ်ပုံတင်ထုတ်ပြနိုင်မှသာထောက်ပံ့ကြေးပေးကြောင်းရခိုင်ကထောက်ပံ့ကြေး3ကြိမ်ခန့်ပေးအပ်ခဲ့ဘူးပြီးယခုမေထက်ကြိမ်ရောက်မှသာစီကဲအသည့်များဖြင့်မေစရင်ပါသူကိုသာထောက်ပံ့ကြေးပေးတော်မူဟုအကြက်ကင်လာခြင်းဖြစ်ကြောင်းသိရပါသည်ဆလပီမတူပီမျိုးကိုစစ်ကောင်စီလေးချောင်းကနေဖုံးကျဲနေတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ချင်းပြည်နယ်မတူပီမြို့ပေါ်တနေရာကိုစစ်ကောင်စီကဒီနှစ်ဒီဇင်ဘာ12ရက်နေ့လယ်ပိုင်းမှာ Jet Fighter ဝိုင်းတွင်းနဲ့ပါဘုံကျဲတိုက်ခိုက်နေပါတယ်။နေ့လယ်12:00မိနစ်ကနေ12:20မိနစ်အတွင်း Jet Fighter နဲ့၃ချိန်ဝိုင်းတွင်းနဲ့တစ်ချိန်ဘုံကျဲလာလို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။မကွေးလေတပ်ကနေတက်လာတာလေကြောင်းသတိပေးချက်တွေထုတ်ထားတယ်။ပြစ်တာကမတူပီမြို့အပြင်ဘက်နာဖြစ်တယ်လို့၎င်းကပြောပါတယ်။ချင်းတော်လန်ရေးတက်တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကမင်းတပ်မတူပီနယ်ကံပလတ်မြို့နယ်တွေကိုစစ်ကောင်စီကမကြာခဏဖုံးကျဲနေပါတယ် ချင်းပြည်နယ်ကပလဝမင်းတပ်မတူပြီးထန်တလန်ကံပလန်တွန်ဆန်ဖလန်မြို့နယ်တွေကိုစစ်ကောင်စီတပ်ကအောက်တိုဘာ31ရက်မှာအရေးပေါ်အခြေအနေထုတ်ပြန်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာပါမတူပြီးမြို့ကိုလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်မှုရှိမရှိကိုမသိရသေးပါဘူးစစ်ကောင်စီကဒီနေ့နေ့လယ်ပိုင်းမှာအေယာဝတီတိုင်းကလေးမျက်နှာမြို့ကိုလေလေကြောင်းကနေပုံကျဲခဲ့တာလို့သိရပါတယ် မတူပီမျိုးဟာချင်းညီနောင်နဲ့အာရကတတ်တော် AA တို့2024ဇွန်လကတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီးစစ်ကောင်စီကမတူပီကိုအခါအားလျော်စွာလေးချောင်းပုံကျဲတိုက်ခိုက်နေတာပါစစ်ကောင်စီဟာ AA တပ်ထင်းချုပ်ထားတဲ့မြောက်ဦးမျိုးကပြည်သူစေယုံကိုလည်းဒီဇင်ဘာ10ရက်ကလေးချောင်းပုံကျဲခဲ့လို့ပြည်သူ33ဦးသေဆုံးက86ဦးထဏ်ရာရရှိခဲ့ပါတယ်။ဒါပြင် AA နဲ့စစ်ကောင်စီတိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမျိုးတွေကကျေးရွာတေးရွာကိုလည်း မနေ့ကဒီဇင်ဘာ17ရက်နေ့မှာလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူ၈ဦးသေဆုံးက10ဦးခန့်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီကချင်းကြီးနောင်နဲ့အေအေထိန်ထုတ်ရမျိုးတွေကိုလေကြောင်းစစ်စင်ရေးတွေဇက်တိုက်ပြုလုပ်နေတာပါ။အခုဒီဇင်ဘာလနဲ့နိုဝင်ဘာလအတွင်းကချင်းကြီးနောင်ကောက်ွယ်ရေးတပ်တွေတင်ပိုက်ထားတဲ့မင်းတပ်ကံပတ်လက်မျိုးကိုစစ်တပ်ကတိုက်ပွဲမရှိဘဲလေးချောင်းဖုံးချဲခဲ့တယ်လို့လက်တလောစစ်ကောင်စီထိုးစစ်ဆင်နေလို့တိုက်ပွဲဖြစ်နေတဲ့ဖလန်းမျိုးနယ်မှာလည်းလေးချောင်းတိုက်ခတ်မှုတွေအပြင်းထန်နေစင်ဒီပပြုလုပ်နေတယ်လို့ချင်းတော်လန်ရေးတပ်ဖွဲ့တွေကအသိပေးထားပါတယ် မောရမျိုးဘက်ကိုထိုးစစ်ဆင်ရင်စစ်အင်အားဖြည့်လာတော့ရင်တန်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သားများထိခိုက်ဒေဆုံးမှုများပြားတဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တနင်္သာရီတိုင်းမောရမျိုးနယ်မောရမျိုးဘက်သို့ထိုးစစ်ဆင်ရင်စစ်အင်အားဖြည့်လာတော့ရင်တန်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သားများထိခိုက်ဒေဆုံးမှုများပြားကြောင်း ကျုံစုမြို့နယ်ပကဖမှာတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်ဒီဇင်ဘာလ17ရက်နေ့နနက်10:30မိနစ်ခန့်တွင်မြေမျိုးမှတနင်္သာရီမြို့နယ်အတွင်း CAR ဖြင့်တင်းရန်လာသောအကြမ်းဖက်စစ်တပ်ရှင်းတန်းကိုတော်လန်ရေးတပ်ဖွဲ့များကမြောင်ပင်ကုန်းကြီးရွာအနီးတွင်အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သား20ဦးကျော်သေဆုံးခဲ့ပြီး10ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိုစစ်ကားများသည့်ရက်တန့်ခြင်းမရှိဘဲဆက်လက်ထွက်ခွာနေခြင်းကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းသိရပါရယ် ကျွန်တော်တို့ရဲဘော်တွေကအနီးကပ်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်။ကား၃စီးဘော်ကစစ်ခွေးတွေပြင်းပြင်းထန်ထန်ထိခိုက်သွားတယ်။စစ်ခွေး၂၀ကျော်တိဆုံးပြီးစေကောင်ထိခိုက်ဒဏ်ရာရတယ်လို့တပ်တွင်းသတင်းတွေကထောက်လန်းရရှိပါရတယ်။စစ်ခွေးစစ်ကြောင်းအလို့အွေတွေကိုလည်းအချိန်နဲ့တပြေးညီသတင်းရရှိထားပါရတယ်။ကျွန်တော်တို့ဆက်လက်တိုက်ခိုက်ချေမုံသွားမယ်ဟုကျွန်းစုမြို့နယ်ပကဖမှာတာဝန်ရှိသူကပြောဆိုပါရတယ်။အဆိုပါတိုက်ခိုက်မှုကတနင်္လာရီတိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ကျွန်းစုမြို့နယ်ပကဖတနင်္လာရီမြို့နယ်ပကဖ Jones Square ဒရုန်းလက်ရုံတက် KNL တရင်ဆက်တဲ့နေဘိုခရင်တက်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်